တွေဘက်ကစဉ်းစားကြည့်တော့လေတချို့လူတွေကတော့အတိအမြင်ကျွဲလို့တော်သေးတာပေါ့တချို့တချို့တော့သူတွေကြတာခါကြစစ်တပ်ထဲကိုတွားပြီးတော့စစ်မှုထမ်းမလားနေဆက်မှာလာပြီးတော့ကာစီနိုထဲမှာတ냐၅တနေ့ကို၅သိန်းလောက်နဲ့ဟောတလောက်ကို၅သိန်း၁၀သိန်းလောက်နဲ့နေမလားဆိုရင်သူတို့အတက်အတွက်ဆိုရင်ဒီမှာကနည်းနည်းဆေးဖြစ်တယ်ခွာသေးလား ဟွာခေခေပက်လို့ပဲပြောပြောဒီကြားဖြန့်ခေါ်တော့ဗျာဒီ skimming ကိစ္စတွေပဲပြောပြောအာကျွန်တော်တို့ OIA ဆိုလို့ရှိရင်လေဒီ data မှာအနည်း20ကျော်ရှိနေတဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ data အတွက်အချက်ရစရာဖြစ်တယ်ပေါ့အာနာမည်လည်းပြတ်တယ်ပေါ့အာမြန်မာနိုင်ငံဆိုရင်အခုဆိုလို့ရှိရင်ဒါဟိုကြားဖြန့်နေ skimming နေရှိတဲ့နိုင်ငံဆိုပြီးတော့အတချို့နိုင်ငံတွေကဟိုတတိထားမိတဲ့အခြေအနေထိအောင်ရောက်နေတယ်ပေါ့ဆိုတော့အခါကျတော့ဟိုတလောတော့က မြန်မာစစ်တပ်ကဒါသူတို့ပဲစထားတဲ့ဇလန်းတွေပဲဗျာအာအရာတွေကိုသူတို့ကနိုင်ငံရေးအရာအตาစည်းလိုချင်လို့ပဲဖြစ်ဖြစ်နိုင်ငံရေးအရာနာမည်လိုချင်လို့အာသူတို့ကဝင်ရှင်းလင်းတာတွေလုပ်တယ်အာဆိုတော့အလုတ်သမားတွေအများကြီးပြေးလာခဲ့ဆိုတော့ကကျွန်တော်ဒါကကျွန်တော်တို့ဒေတာဖြစ်တယ်ဒီဒေတာမှာကကျွန်တော်တို့ကဟိုကဘာမှာနင်းနဲ့နာမည်ကြီးနေတာကဒီကြားပြတ်နေစခင်းမင်းနေတပြိုင်နဲ့နာမည်ကြီးနေတဲ့ကိစ္စ human trafficking ကိစ္စဖြစ်တယ် လူကုန်ကူးမှုကိစ္စတွေဖြစ်တယ်ဆိုတော့လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ data မှာကျွန်တော်တို့ရဲ့ဟိုလုံးဝ strong ဖြစ်တဲ့ network ရှိတယ်ကွာအဲ့ဒီထဲမှာကျွန်တော်တို့ UI ပါတယ် IOM တို့ပါတယ်နောက်ထိုင်းနိုင်ငံရဲ့အာဒီ data က local ဝန်ကြီးဌာနက local authority တွေပါတယ်ဥပမာအဖြစ်အာမြို့နယ်ထွေအုပ်တွေနောက်ရဲဌာနတွေနောက်လူဝင်မှုကြိုးကြက်ရေးတွေနောက်ကျွန်တော်တို့ form ကြောလို့ခေါ်တဲ့အာ human security ဝန်ကြီးဌာနကလူတွေပါတယ်ဆိုတော့ကကြတော့ ီလိုမျိုးလူတွေအလုံးရင်းနဲ့ပြေးလာကြတယ်ပြေးလာတဲ့အခါကျတော့တက်ဆိုင်ရာအာနာပိုင်နေစီကိုတို့ဝင်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီအာနာပိုင်နေရဲ့ process အရာကတို့ကစစ်ဆေးတာပေါ့အာဘယ်သူတွေဒီအာလူကုန်ကူးခံရတဲ့သူတွေဘယ်လူတွေကတော့သူတို့ကိုယ်တိုင်လူလူရှင်ရှင်နဲ့တွားလို့တာအာဘယ်လူတွေကတော့မတရားညှဉ်းပန်းနှိပ်စက်ခံရတဲ့ဆိုတော့အာတို့အချက်လက်တွေစစ်ဆေးတဲ့ process ရှိတယ်အဲ့လူတွေကိုလက်ခံပြီးတို့အချက်လက်တွေစစ်ဆေးတာပေါ့ အဲ့လိုစစ်ဆေးနေရင်မှတက်ဆိုင်တဲ့သူတွေကကျွန်တော်တို့ network ကိုအကူအညီတောင်းတာအာတို့မှာတော့လူဘလောက်လောက်လက်ခံမှု ရှိတယ်အာတို့အတွက်အစားတောင်းနေရေလို့မယ်ပေါ့ဆိုတော့ကကြောကျွန်တော်တို့ကိုတို့က information အနေနဲ့အကူအညီတောင်းတော့ကျွန်တော်တို့ကလည်းဒီ information ကိုဒါရှားပြတာပေါ့နော်အာဒီကြားဖြန်တို့ကေကေပတ်တို့ဘက်ကနေပြီးတော့လုံသမားကြီးတစ်ဘက်ကိုအာပြေးလာကြတယ်အာလူနှစ်ထောင်လောက်ချီလာမယ်လို့ခံမှန်းရတယ်တကယ်လည်းလူနှစ်ထောင်ကျော်ရှိပါတယ်လူနှစ်ထောင်လောက်ရှိပါတယ်ခံမှန်းရတယ်အာအဲ့အတွက်စားစရာတွေရှိတယ် လိုတယ်ပေါ့ဒါကျွန်တော်တို့က information ပေးလိုက်တာပေါ့အဲအဲ့ထဲမှာဒီလူတွေအတွက်ဟိုစားစရာတွေရေတွေလိုလို့ရေတွေလာလို့ကြပါဆန်တွေလာလို့ကြပါစီတွေလာလို့ကြပါကျွန်တော်တို့အဲ့ဒါမျိုးပြောတာမဟုတ်ဘူးကွာအဲကျွန်တော်တို့ကဒီ information ကိုကျွန်တော်တို့ page ကနေရောရှာပြလိုက်တယ်အဲပြီးလဲပြီးရောသက်ဆိုင်ရာကျွန်တော်တို့ software ပြောတယ် MT Human Trafficking Network ထဲက network member တွေကပဲအာထမင်းဘူးတာဝန်ယူပေးတဲ့ member တာဝန်ယူပေးတဲ့ရေတာဝန်ယူပေးတဲ့ member တာဝန်ယူပေးတယ်ပေါ့အာကျွန်တော်တို့ OIN ကတော့ကွာအာရေ အာနှစ်ခါရဲ့အမျိုးသမီးလာစဉ်တုံးအမျိုးသမီးလည်းပါတာဟုတ်အမျိုးသမီးလာစဉ်တုံးတစ်ခါရဲ့ကျွန်တော်တို့သွားပြီး support လိုက်တယ်အာကျွန်တော်တို့ရဲ့ partner တွေကတော့ကိုတက်တိလည်းအာဒီ process မှာပါနေတော့မယ်ပြောချင်တာကဒီလူတွေကိုလှူကျင်လို့မဟုတ်ဘူးကွာဒီဒေတာထဲမှာဒီဟာတွေပပျောက်ဖို့အတွက်ဒီဒေတာမှာရှိနေတဲ့အဖွဲ့အစည်းတွေကပူးပေါင်းဆောင်ရွက်တာဆိုတော့အာဒီနေရာမှာကျွန်တော်ရှင်းပြချင်တာကလူတွေလာတယ်ကွာဟိုတနေ့ကဆိုအင်ဒိုနီးရှားကသူ့ နိုင်ငံသားတွေတို့လာကြိုရတယ်ဒီလိုပဲအိန္ဒိယလည်းလာမှာပဲကွာတရုတ်ကလည်းလာမှာပဲအာကတာကလည်းဟာကတာမဟုတ်ပါဘူးဂန်နာကလည်းလာမှာပဲအီသီယိုးပီးယားကလည်းလာမှာပဲဟိုကတို့တော့ထိုင်ဝမ်တို့တော့ပါတယ်ဖိလစ်ပင်းပါတယ်အာဘီယန်နမ်ပါတယ်ပေါ့နော်သူတို့လာကြိုမှာပဲကျွန်တော်တို့မြင်တာကဒီလူတွေထဲမှာတချို့လူတွေဒီလူကုန်ကူမှုနဲ့ပါတယ်တချို့လူတွေဒီ တချို့အမျိုးသမီးလေးတွေဒီ sexual abuse လောက်ခံထားရတဲ့သူတွေလည်းပါတယ်ကွာဒီအချက်လက်တွေရဖို့အတွက်သက်ဆိုင်ရာဒေတာအာဏာပိုင်တွေနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။တပြိုင်တည်းမှာပဲသက်ဆိုင်ရာသက်ဆိုင်ရာနိုင်ငံတွေကိုလည်း key message တွေကျွန်တော်တို့ပေးဖို့လိုတယ်။ခင်ဗျားတို့နိုင်ငံကလူပဏ္ဏယောက်ဒီမှာလာပြီးအလုပ်လုပ်သွားတယ်။အဲ့ဒီလူတွေဒီဒီပညာတွေတက်သွားတယ်။ခင်ဗျားတို့ဒီလူတွေကိုလက်ခံအောင်လည်းမပေးဘူး။ဒီလူတွေကိုစောင့်ကြည့်ရမယ်။စစ်ဆေးရမယ်။ဒါမျိုးဆိုလို့ရှင်ဒါကြီးက virus ကင်ဆာဆဲရီလို့ပြန့်သွားမယ်ဆိုတော့ information တွေကျွန်တော်တို့ပေးဖို့ရှိတယ်အဲ့ဒါတွေပေးဖို့အတွက်ကျွန်တော်တို့ information ရဖို့လိုတယ်အခုဆိုပါ OAN ကဒီကာလမှာအားထိုင်းဆွေရရှိဝင်လာတာလူကြီးပလက်ရောက်ဘယ်နိုင်ငံနေနိုင်ငံဘယ်နိုင်ငံနေကြာမဆက်ရှုရဲ့အပြုကိစ္စဘယ်နှခုပါတယ် top banking ကိစ္စဘယ်နှခုပါတယ်ကျန်တဲ့သူကတော့သူ့သဘောသူနဲ့လာတာဘယ်နိုင်ငံကိုဘယ်နှယောက်ပြန်မယ်ဆိုတော့ information တွေရခြင်းအဖြစ် ျွန်တော်တို့ဒါတွေကိုအသုံးချပြီးတော့ advocacy တွေလုပ်လို့ရတယ်။အာတက်ဆိုင်ရာနိုင်ငံတွေကိုကျွန်တော်တို့ safety နဲ့ပတ်သက်တဲ့ awareness တွေနှံ့လို့လို့ရတယ်။အဲ့ဒီရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့လုပ်တာ။ကျွန်တော်တို့ဆရာဆင်းရဲဆရာရဆိုတော့အခုလက်ရှိဆိုရင်အာနိုင်ငံတော့20ကျော်ပြီလူကြီးအရပဲဆိုရင်တော့1900လောက်ဒီနေ့ထိဆိုတော့ရှိသွားပြီပေါ့ဟုတ် အဲ့ဒီမှာမှအာထိုင်းစီကိုတရားဝင်ဝင်လာတဲ့သူတွေကတော့1600 1800လောက်ရှိတယ်တချို့လူတွေကတော့ဖမ်းမိတာပေါ့ခိုးဝင်လာလို့ဖမ်းမိတာဆိုတော့အဲ့ဒီညမှာတခုပြောပြချင်တာပေါ့နော်တက်ဆိုင်ရာစီကိုရောက်လာပြီဆိုရင် အားလုံးသိကြတယ်ကွာဒါနေဆက်မိပြီဆိုတာ ਨੇ သူတို့ကင်ထားတဲ့ငွေကြေးတွေပါတယ်ဆိုတော့တရားဝင်လာမဟုတ်အကုန်လုံးတက်ဆိုင်ရာကတိန်းတာအဲ့တဲ့အချိန်မှာဒီလူတွေဒီ လက်လွတ်ခွက်ချက်ဖြစ်သွားပြီဘာမှမရှိတော့ဆိုတော့ကကျွန်တော်တို့ကိုစောမှကျွန်တော်တို့ဒီ process တွေစစ်ဆေးတဲ့ process တွေမှာဒီစားဖို့တောက်ဖို့ဒါမရှိတာပေါ့မရှိတဲ့အခြေအနေလေးမှာကျွန်တော်တို့ဝိုင်းကြကြရရှိဟုတ်တို့ရောက်လာတယ်ရောက်လာပြီဆိုကျွန်တော်တို့အများဆုံးလုပ်တာကတော့တံတားနှစ်မှာပေါ့နော် အာဒုတိယအများဆုံးကတော့ကျွန်တော်တို့လေရင်ဝင်းရှိကကျွန်တော်တို့တော်ရှရောယုံနေမှာပေါ့နော်အာပထမဆုံးတော့ဒီထိုင်းစစ်တပ်ဒီရဲတွေကသူတို့စစ်ဆေးတယ်ပြီးွားလို့ရှိရင်ထိုင်းမှာ CIB ဆိုတဲ့အဖွဲ့ရှိတယ် အာသူတို့ကလည်းစစ်တယ်စစ်ပြီးွားတော့မှသူတို့အာသူတို့ဒီကိုဘလို့ရောက်လာတယ်ဘာတွေလုပ်ရတယ်သူ process ကိုစစ်တာပေါ့ကွာစစ်ရင်းနဲ့မှအဲ့တဲမှာ case တွေထွက်လာတယ်တချို့ကျတော့အာ child trafficking ကိစ္စတွေထွက်လာတယ်ကွာအာ child abuse ကိစ္စတွေထွက်လာတယ်ကွာအာဒီ sexual abuse ကိစ္စတွေထွက်လာတယ်အနည်းနဲ့ပပပေါ့နော်အများစုကတော့သူတို့ကသူတို့လာလောက်တာပေါ့အာကျွန်တော်တို့ကပြဿနာတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်သူတို့ရဲ့အရှင်နေမှန်ကိုတိဖို့ကပထမစူးစမ်းရတာလေ ဲ့အရှင်နေမန်ကိုတိဖို့အတွက်ကိုတော့ထိုင်းနိုင်ငံမှာတော့မှသူ့ဝင်ကြီးဌာနတွေရှိရတာမှသူကသူ့အကန့်နဲ့သူပဲဥပမာကျွန်တော်ဆော့ပန်ပြောတဲ့ဖော်မကျော်ပေါ့နော်အာလူသား security ဝင်ကြီးဌာနဆိုရင်ပထမအဦးဆုံးရရောက်လာခြင်းမှာသူနဲ့မဆိုင်ဘူးသူကထိုင်ကြည့်နေရတယ်ဒါမဲ့သူကအဲ့ဒီကလာမဲ့ case တွေကိုသူစောင့်နေတာအဲ့ဒီကတရင်ချက်လက်ကိုစောင့်နေတာအဲ့ဒါကိုရရောက်လာခြင်းလောရတဲ့အဖွဲ့အစည်းတွေကမြို့နယ်ယုံတို့ထိုင်းနယ်ခြားဆောင်တပ်တို့ထိုင်းတပ်မတော်တို့အာထိုင်းရဲတပ်ဖွဲ့တို့သူတို့ကလောက်တာလောက်လာပြီးတော့မှဒီ case ကတော့ဖော်မကျော်နဲ့ဆိုင်နေတယ် အဒီကိစ်ကတော့လာဝကောက်ကိုပို့ရမယ်ဆိုပြီးတော့သူတို့ကပြန်ခွဲထုတ်တယ်သူတို့ရုပ်တဲ့ process ကနည်းနည်းတော့ညားတယ်ပြီးတော့တိတိကျကျလုပ်တယ်ဆိုတော့ကကျွန်တော်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးလောက်ရတာတော့သူတို့နဲ့လောက်ရတာစိန်ခေါ်မှုရမ်းမရှိဘူးပြီးတော့ကျွန်တော်တို့ကသူတို့နဲ့တိုက်ရိုက်လည်းထိမတွေ့ဘူးကွာအာထိထိတွေ့စရာလည်းမလိုဘူးကျွန်တော်တို့ကလည်းအာနာပဲမဟုတ်ဘူးလေကျွန်တော်တို့က CS ဆိုပဲကွာကျွန်တော်တို့ကအရန်မခက်ဘူးကွာအာအခက်ခဲရှိတယ်သူတို့ပြောတယ်ကျွန်တော်တို့တော့ပို့ပေးလိုက်တယ် ထမင်းတယောက်ချင်းဝေတာတော်တော်ဝေတာပေါ့เนาะ ဆိုတော့ဟိုဘက်မှာပို့မဲ့သူကလည်းနောက်ဘက်ထံမှာသူ့ဘက်သူရှိတဲ့သူကရှိပြီးသားပဲအာသူတို့ကိုကျွန်တော်ကလိုက်ပြပေးရုံပဲဒီနေရာဒီနေရာပေးလိုက်ဆိုတော့ဟိုမှာတက်ဆိုင်တဲ့သူလက်ထက်ကိုအာသူတို့ပစ္စည်းလေးတွေပေးအလူပေးတဲ့ပုံစံလေးပေးဓာတ်ပုံလေးရိုက်အာဒါပဲပေါ့ဆိုတော့အာဒီဘက်ထက် process ကလွယ်လွယ်ပဲဒါပေမဲ့နည်းနည်းခက်တာကအာကျွန်တော်တို့မြန်မာ community ပေါ့သူတို့နားမလည်ဘူးကွာအာသူတို့ကအဲ့ဘက်ကပြေးလာတဲ့လူအကုန်လုံးကလူလိမ်နေတထေးလို့ပဲသူတို့ထင်တာအာဒီလူတွေအားလုံးကဟိုအပြစ်ရှိတယ်လိမ်စားတဲ့သူဒီတိုင်းပဲထားလိုက်ရမှာလို့ထင်တာ အဲ့လိုမရဘူးလေနော်တက်ဆိုင်ရနိုင်ငံတွေကျတော့ဘယ်သူကတော့အပြစ်ရှိတယ်ဘယ်သူကတော့အပြစ်မရှိဘူးဆိုတာကိုသူ့နိုင်ငံကိုသူပြန်ပို့တာတော့မှတ်ချက်တွေနဲ့ပို့တာကွာဒီလူကတော့ပါဒီလူကတော့ပါခုနိုင်ငံကသူတို့ process တိုင်းသူတို့ဥပဒေတိုင်းသွားမှာပေါ့အဲ့ဒါကိုပို့ပြီးလေးနေနေဖြစ်အောင်ကျွန်တော်တို့ CSO တွေအနေနဲ့ကျတော့အဲ့ဒီရဲ့မှတ်တမ်းတွေကိုထပ်ပြီးတော့ကျွန်တော်တို့ကအိတ်ဖွင့်ပေးစာသဘောမျိုး ဒါမှမဟုတ် statement တူမှာကျအိုက်တာတော့ကျွန်တော်တို့ decision တော့မကြသေးဘူးကျွန်တော်တို့ a point ပေးစာပဲလုပ်မလား statement ပဲထုတ်ပြီးတော့အာတက်ဆိုင်ရနိုင်ငံတွေတန်ရုံးတွေကိုတိုက်ရိုက်ပို့မလားဆိုတော့ကျွန်တော်တို့ဆုံးအချက်တော့မကြသေးဘူးစဉ်းစားနေအခုစီဝေးလုံးနေတော့မရှိသေးဘူးကျွန်တော်တို့အားတော့မြန်မာတွေဆိုလို့ရှိရင်အခုဆိုရင်ပုံစံနှမျိုးတွေ့ရတယ်။သွေးလွန်တုတ်ကွေယောဂါဆိုတာဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး AD ကိုက်ချင်မှတစ်ဆင့်ငုဆက်တတဲ့ယောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးအဖြစ်များဆုံးလက္ခဏာတွေကတော့အဖျားကြီးခြင်းဆန်းတုပ်ခြင်းမျက်လိုအနောက်ဖက်အောက်ခြင်းကောင်းကိုက်ခြင်းကြွက်သားနှင့်အယိုအဆများနာခြင်းကြိုက်ခဲခြင်းပြိုအန်ခြင်းအရေပြာအနင်းဆက်များထွက်လာခြင်းပိန်ပန်းခြင်းနှင့်နှုံခြင်းတခါတလေအကျိတ်များကြီးလာခြင်းတို့ဖြစ်တတ်ပါသည်အထက်ပါလက္ခဏာများဖြစ်ပေါ်ပါကစေခံပြပြီးသွေးလွန်တုပ်ကွေးဖြစ်မဖြစ်ချက်ချင်းစစ်ဆေးပါအောက်ဖော်ပြပါယောဂလက္ခဏာတစ်ခုထပ်ပိုးပြီးခန်းစားရပါက နှင်းဆက်ရာဆေးရုံတို့အမြန်သွားရောက်ပြီးဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။တမျိုးကတော့အဲ့ထက်မှရောက်နေတဲ့သူရောက်ပြီးတော့ဒီဘက်သူတို့လည်းဒီဘက်ကောင်းကိုပြေးလာလားဘလို့လည်းမသိဘူးထိုင်ရမိတော့ဖမ်းလိုက်တယ်။ဖမ်းလိုက်တော့ကြားဖြန့်လို့ထင်တော့သူတို့ဒီထက်မှဟွာလောက်ရတော့ပေါ့ပြီးတော့သူတို့ကတရားနဲ့ကနေသူတို့ပြန်ပို့လိုက်ပြီးထင်ပါတယ်။အားရမျိုးလည်းတွေးရတယ်လို့အခုဒီကာလဟိုတနေ့ရောက်ဆိုကျွန်တော်တို့စစ်ဘေးချောင်းနေတော့ကုတယ်ဟိုတနေ့ရောက်မှမနေ့ကအမင်းလက်ပိုင်းတို့အင်ဂျင်မြန်တို့ဘက်ကနေပြီးတော့ ီကြားဖြန့်ကိစ္စတွေကိုစစ်တပ်ကရှင်းရင်းနဲ့စစ်ကြောင်းတွေထိုးရင်းနဲ့ရွာတွေတဲ့ကိုဘုံတွေနဲ့ပြစ်ဟိုမိုင်းတွေနဲ့ပြစ်ပြီးတော့ဝင်လာတော့ရွာသားတွေပါထွက်ပြေးလာတယ်ခါမှာတော့မှတချို့တရုတ်ဆိုင်ကလူတွေတယောက်တလေတွေ့ရတယ်ကျွန်တော်တို့ဆိုတော့ဒေတာကန်လည်းရှိတာ哦ဒေတာကန်လည်းပါတာ哦ဆိုတော့ပြောချင်တာကကျွန်တော်တို့ကကျတော့ဒီဘက်မှာကျတော့ကြားဖြန့်တို့စကင်မင်းတို့ကာစီနိုတို့ပြောကြတာကွာဟိုဘက်မှာကျတော့ဗာပြောဆိုတရုတ်ဆိုင်ပဲပြောကြတာအဲ့ဒီမှာသူကခိတ်သားဆောင်တဲ့လူတွေရှိတယ်တန့်ချင်းလေးလည်းရှိတယ် နော်ဟိုတောက်တူမရလောက်ရတဲ့သူလည်းရှိတယ်ဆိုဝဲတူလည်းရှိတယ်အဲဖဲဝေငွေလိန်အမျိုးမျိုးရှိမှာပေါ့နော်အဒေတာကန်တွေကတော့တောက်တူမရတော့တန့်ချင်းရို့ဘာလို့လောက်တာလဲဖြက်ကောင်းဖြစ်နေတာပေါ့နော်ဒါပေမဲ့သူတို့ကတော့တရုတ်ဆိုင်ကတို့ပဲပြောကြတာဆိုတော့အခါကျတော့သူဂျော်ကြီးပါလာတယ်သူကတရုတ်ဆိုင်ကပဲတရုတ်ဆိုင်ကနေပြေးလာတယ်အသူ့မှာလည်းခလေးတွေရှိတယ်မိသားစုတွေရှိတယ်စစ်ပေးဆောင်တွေတမှပါလာတယ်အဲမင်းကတော့ကြားဖြတ်နေမှာလောက်တော့ကောင်တရုတ်ဆိုင်မှာလောက်တော့ကောင်မင်းကိုရိတ်ခါမပေးဘူးလို့ဟိုမန်ဖရီယန်လောက်တဲ့သူတယောက်နေနဲ့ပြောလို့မရဘူးဆိုတော့အာသူကတော့ ဟိုဟာမှာဘာလောက်တာဆိုဟိုဟာပေါ့ဝိုက်တာလည်းမဟုတ်ဘူးကွာပါတယ်တခုခုဟင်းတွေပါချက်တယ်ပါညချက်ပြီးသားဆိုလိုက်ပို့ပေးရတယ်ဟာအတီးရွက်တွေပါတွေယူပေးရတယ်ဒီလိုလူမျိုးပေါ့ဆိုတော့အဲ့ data ခံမယ်ဆိုတော့ကျွန်တော်တို့ဒါမျိုးဒီလိုပုံစံမျိုးနဲ့လည်းတွေ့ရတယ်လူသားချင်းစာနာမှု အကူညီဆိုတာဘယ်သူမှမဆိုတစ်ချိန်တစ်ခါမှလိုအပ်နိုင်တယ်အဲ့ဒါ ်သူကတထေးလည်းဖြစ်နိုင်တယ်ကွာအရန်ချမ်းသာတယ်လို့လည်းဖြစ်နိုင်တယ်သမရာကြီးလည်းဖြစ်နိုင်တယ်ဒါပေမဲ့တခါတရံမှာလူတိုင်းလူတိုင်းကလူသားချင်းစာနာမှုအကူအညီလိုအပ်တယ်တခါတရံမှာဥမာအဖြစ်အာဆရာတို့ကိုကျွန်တော်နမူနာလေးပြောပြမယ်လေးကိတ်ကတိုက်ပွဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့ထမင်းဘူးသွားပေးတဲ့သူတွေကသူတို့ရန်ကုန်နေသူတို့ပြေးလာကြတဲ့လူတွေတချို့လူတွေကဒီအချိန်မျိုးနည်းနည်းနားလဲတော့သူတို့အိမ်နေခြံနေရောင်းလာတာရှိတယ်သူတို့ရှင်မပစံတဘောကြီးရှိတယ်အဲ့တော့နော် ဖလူတောင်းရင်မြက်ကန်းနဲ့ဒီဘက်မက်ကုကင်ကြားကကင်တော့မှာထမင်းဆိုင်လည်းမရှိဘူးဟင်းဆိုင်လည်းမရှိဘူးတို့ပစံဘာမှလုပ်လို့မရအောင်ကျွန်တော်တို့ထမင်းဖို့တို့စားတာတခါကျတော့လူတိုင်းရဆန္ဒမှုကိုညီဆိုတာအဲ့ဒါကိုပြောတာပဲကွာဆိုတော့မြည်သူမဆိုတစ်ချိန်တစ်ခါတစ်ခါတလေမှာလိုအပ်နိုင်တယ်လေဆိုတော့အဲ့လိုအရှင်မျိုးတွေကိုကျွန်တော်တို့ပေးတာပါဟုတ်အဲ့တော့ကျွန်တော်ရမ်းမသိဘူးဗျာ ာကျွန်တော်တို့ကြားရတာတော့ဟိုဘက်ကမ်းမှာပဲနေကြတယ်အာမြန်မာနိုင်ငံသားတွေကကျွန်တော်လွယ်တယ်လीเนาะဟိုမြောက်ပြည်လူနေရမျိုးရောက်လိုက်ပြီဆိုရင်တော့ပြီးသွားပြီလေအာအားရမျိုးတွေလည်းရှိရဲ့နောက်တစ်ခုကတော့တချို့ key person တွေကတပတ်ထုတ်မရောက်လာပါဘူးဟိုတပတ်ထုတ်ရောက်လာတဲ့သူတွေကအလုတ်သမားတွေအာဒီလူတွေမရှိလို့ဘာမှမဖြစ်တော့ပါဘူးဆိုတဲ့လူတွေရောက်လာတာပါအာဆိုတော့ဒီအခြေအနေတွေကိုကျွန်တော်တို့ဘာကြောင့်သိလဲဆိုရင်ကျွန်တော်တို့ပူပေါင်းဆောင်ရဲ့ကျွန်တော်တို့သိတာပေါ့နောက်တစ်ခုကတော့ဒီလူတွေရှိလို့မရှိလို့ဘာမှမဖြစ်ဘူး နောက်တစ်ခုကဒီလူတွေကိုအစားထိုးဖို့အတွက်တစုံတရာပြင်ဆင်ပြီးသွားတော့ပြီလို့ကျွန်တော်တို့ထင်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ advocacy လုပ်ရမှာဖြစ်တယ်နိုင်ငံမှာ။ဒါကရှင်းရှင်းလေးကွာလက်ဝါးရိုက်ပြီးလောက်တာ လဝါရပ်ပြီးလုတာဒါတွေကသတင်းအချက်လက်တွေကြိုရပေးတာတောင်းတောင်းနဲ့အပေးကြီးတွေလုတ်ပြီးမှလုတ်တဲ့ကိစ္စပြောချင်တာဒီလူတွေအုံငနဲ့ခဲခဲနဲ့ပြေးလာတယ်သူ့နိုင်ငံကိုပြန်ရောက်သွားတယ်ဆိုတော့ဒါကျွန်တော်တို့ကနံပါတ်1ကောင်းတယ်ကွာသိလားဘာပဲကျွန်တော်တို့တို့ကတော့ကောင်းတယ်ဟိုကောင်တွေကတော့ဒါကတော့ဟိုလူတွေကတော့သူတို့ပြင်ဆင်ပြီးလုတ်တာဒီလူတွေနေရာမှာအစားထိုးဖို့တောင်မှဘလောက်ပြင်ဆင်ပူရည်တယ်ဆိုတော့ကျွန်တော်တို့မသိဘူးတခုပဲဆိုရင်လည်းကွာသူတို့ကဒါ risk ကိုချော်တာ နိုင်ငံသားတွေနိုင်ငံပေါင်းစုံကလူတွေလာတော့နိုင်ငံပေါင်းစုံကတိတော့ကဘာကြီးကသူတို့ကို focus ထားလိုက်တာဆိုတော့ကျွန်တော်စိုးရိမ်တာကဒီလူတွေနေရာမှာမြန်မာနိုင်ငံသားတွေကိုအစားထိုးတော့မှလာပေါ့เนาะထိုးလဲထိုးနေပါပြီเนาะ ိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းသိရတိုင်းပဲကွာ construction လောကြောင့်လူငယ်တွေကမနေရဲတာတွေဟုတ်လားကျွန်တော်တို့စီမှာဘွဲ့ရပြီးတော့ကွာအသက်အစိတ်လောက်အသက်23နှစ်လောက်အရွယ်တွေအများကြီးရှိတယ်ကွာခေတ်ပညာတတ်လူငယ်တွေကအခုနေဆက်ကိုအကြောင်းမျိုးမျိုးနဲ့ပြေးလာကြတာကျွန်တော်တို့စီမှာနေဆက်ပေါက်5ပေါက်ရှိတဲ့အထက်မှာဒီမြောက်ရီမဲဆောက်ပေါက်ဒီဘာပဲပြောပြောအချောင်ချူးဆုံးနဲ့အနီးဆုံးအပေါက်ပဲကွာဒီလိုပဲအလုံးခန်းနဲ့လာကြမှာဆိုတော့သူတို့အတွက်လူအရင်းမြစ်ကမချဘူးကွာသိလားဆိုတော့အဲ့ဒါကိုလည်းကျွန်တော်တို့ကြိုပြီးကာကွယ်ရမှာဖြစ်တယ်သက်ဆိုင်တဲ့ ဒီနိုင်ငံတကာကိုပဲဖြစ်ဖြစ်အာဒီအိန္ဒိယနိုင်ငံမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကြိုပြီးတော့အသိပေးရမှာဖြစ်တယ်ဒီနိုင်ငံသားတွေမရှိတော့ပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေကိုအသုံးပြုဖို့ကပြည်တွင်းရဲ့နိုင်ငံရေးအခြေအနေအခုဆိုရုပ်ောက်ပွဲအခြေအနေတွေအာဒီအခြေအနေတွေကြောင့်အဆင်သင့်ဖြစ်နေတယ်အလို့သမားအရန်ပေါ်နေဟုတ်လားဟိုလူငယ်တွေဘက်ကစဉ်းစားကြည့်တော့လေဟိုတချို့လူတွေကတော့အတိအမြင်ကျွဲလို့တော်သေးတာပေါ့တချို့တချို့သောသူတွေကြတာခါကြတော့စစ်တပ်ထဲကိုတွားပြီးတော့ စစ်မှုထမ်းမလားနေဆက်မှာလာပြီးတော့ကာစီနိုထဲမှာတညငါးတနေ့ကို၅သိန်းလောက်နဲ့ပေါ့တလောက်၅သိန်း၁၀သိန်းလောက်နဲ့နေမလားဆိုရင်တို့အသက်အတွက်ဆိုရင်ဒီမှာကနည်းနည်းဆေးဖြစ်တယ်ကွာသိလားဆိုတော့အဲ့လိုမျိုးဆိုတော့မြန်မာနိုင်ငံမှာဘာမှဆိုအဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့်မလို့တို့ဒါကိုတို့ကလွယ်လွယ်လေးလောက်တတ်တာပဲကွာတို့တက်သိမခဲဘူးဒီလူ၂၀၀၃လောက်လငါးတောင်လောက်အပြင်ရောက်သွားလို့တို့တက်ဘာမှမဖြစ်ဘူးတို့အစားထိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းဒီအရှင်လေးကိုအတုံးချပြီးတော့တို့ဒါလုံးလို့မရအောင်ကျွန်တော်တို့ရတဲ့နည်းနဲ့ကျွန်တော်တို့တိုက်ပြအောင် ောက်เสียကောင်းတော့ပါဗျာဟိုနိုင်ငံတနိုင်ငံ deploy ဖြစ်ဖို့ဆိုတာကအစောပိုင်းပြောတဲ့ဟိုဒီ product ကုန်ထုတ်လုပ်ငန်းအရင်အရေးကြီးတယ်လीเนาะဆိုတော့ဒီလုပ်ငန်းတွေကထုတ်ကုန်မရှိဘဲနဲ့ပတ်စံရတဲ့အလုပ်တွေသူများရှိရလိန်နေညာတယ်ဗောဗျာဒါလိန်နာညာတာတကန့်တစ်ဖက်မှာကျတော့သူတို့ပတ်စံရတယ် အဲ့ဒီပုံမှာအခုလက်ရှိနိုင်ငံရေးအခြေအနေတွေတတ်တာတွေဖြတ်တာတွေပေါ်တာဆွဲတာတွေစစ်မှုဌာနအိမ်နဲ့ဆိုင်ရင်တော့ဒီမှာတော့နည်းနည်းလေးစိတ်ဖြစ်ပါတယ်ကွာဆိုပြီးဒီမှာလာနေလိုက်တဲ့လူငယ်တယောက်ကဒီရဲ့ဝင်ငွေပေါ်မှာများตายရသွားခဲ့လို့ရှင်ကျွန်တော်တို့ဆိုမှသူများနိုင်ငံတွေကိုတော့မှကျွန်တော်တို့စိတ်ပူတယ်ကွာတိလားအင်ဒိုနီးရှားကိုလူ20ကျော်လောက်သွားလို့ချင်းဒီလူငယ်တွေဒီပညာရေးတက်သွားရင်ခင်ဗျားတို့နိုင်ငံမှာဒီလိုတွေပြန်လုပ်မယ်ဆိုပြီးတော့ပြန်လုပ်မယ်နော်ဆိုပြီးကျွန်တော်တို့သတိပေးရမှာတော့သတိပေးစာတော့ကျွန်တော်တို့ထုတ်ဖို့ပြင်နေတာကွာဆိုတော့ကိုယ်နိုင်ငံလူငယ်အတွက်ဆိုကျွန်တော်တို့ပို့ဆိုးရင်တော့ပေါ့ကြားလိုက်ရင်လူကตายရွာမှာလေ တာယာပြီးတော့ဒီလူတွေက save လို့ပဲမြန်မာပြည်အနှံ့နေရာအနှံ့ကိုရောက်သွားခဲ့အခုမြန်မာပြည်မှာဆိုလဲအာကျွန်တော်တို့အခုကြည့်လို့ဒါချွေကူကိုမလို့ခေခေပတ်မလို့အဆောက်အဦတွေရှိနေလို့ဒါပြောနေတယ်အဆောက်အဦမရှိဘဲနဲ့တန်တိုင်းတစ်ပိုင်းလိန်စားနေတူလည်းအများကြီးပဲ online ပေါ်မှာလည်းမြင်နေရတာပဲနော်ဖုန်းတစ်လုံးနဲ့ဘဏ်အကောင့်တစ်ခုလုံးနဲ့လိန်နေတူလည်းအများကြီးပဲဆိုတော့ဒီအပေါ်မှာတာယာသွားခဲ့လို့ရှင်တိုင်းပြည်ကအခုတော့မှအာဆီယံမှာအခုဆိုအာတီမောပါမှာ၁၇နိုင်ငံမှာနိုင်ငံနံပါတ်၁၀အဆင့်ကွာဆိုတဲ့အခါကျတော့အရန်နဲ့ မတွေးဝင်စရာပဲအရင်ဆိုရင်ပါเนาะဟုတ်ဟိုကျွန်တော်တို့ရမိတ်ဖက်တွေနဲ့ကျွန်တော်တို့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတိုင်ပင်ပြစ်ပါတယ်။အာကျွန်တော်တို့ပုံမှန်သွားနေတာကတော့ဒီ humanitarian ကိစ္စတွေလုပ်တယ်။အာဒါပေမဲ့ကျွန်တော်တို့ဒီကာလမှာ MSC ရဲ့ဆိုင်ရေရှည် sustain တွေပဲအတွက်ရေရှည်ရည်တည်နိုင်မှုတော့ဘာတွေလုပ်ကြမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့စပြီးစဉ်းစားရတယ်ပေါ့ဒီ2026မှာဆိုတော့ကျွန်တော်တို့ vocational training တွေလုပ်မယ်ပေါ့အဲ့ဒါတွေကိုလုပ်တဲ့နေရာမှာလေကျွန်တော်တို့ပြည်တွင်းကထွက်လာမဲ့လူငယ်တွေတချို့တချို့လူငယ်တွေဒီလိုလမ်းမတွေမရောက်ဖို့အတွက်အဲ့ဒါတွေကိုအခုဒီကြားဖြတ်နေ screening တွေကနေပြီးတော့အခြားနေရာမှာပြန်ပြီးတော့ရည်တည်နိုင်မှုအသက်မွေးနိုင်ဖို့ပေါ့ဆိုတော့အာကြိုက်တည်ဖြစ်စီမကြိုက်တည်ဖြစ်စီကျွန်တော်တို့တော်လန်ကြီးကဘယ်လောက်ကြာမှာကျွန်တော်တို့ မသိဘူးအနောက်တစ်ခုကကျွန်တော်တို့နိုင်ငံမှာကပကပကိုထွက်တဲ့နိုင်ငံအပြင်ဘက်ကိုထွက်တဲ့နိုင်ငံတွေထဲမှာထိုင်ရအများဆုံးပဲလေနော်အာတွက်မယ်ဆိုရင်တော့မှတကပလုံးရဲ့80ရာခိုင်နှုန်းတော့ရှိရလားမသိဘူးလေဆိုတဲ့အခါကျတော့ကျွန်တော်တို့ကထိုင်းမှာအနေဆက်မှာရှိနေတဲ့အဖွဲ့ကြီးဆိုတော့ကျွန်တော်တို့လူငယ်တွေအတွက်တော့ဒီရေရှည်အာရက်တည်နိုင်ဖို့အတွက်ဒီအတမူဝန်ကြောင်းပညာတွေသင်ပေးဖို့အတွက်တော့အာကျွန်တော်တို့တော့အခုချိန်မှာတော့ဂျကုတ်ချက်ခဲတော့ကြိုးစားနေပါတယ်ဟုတ်